ိုးဆူးတဲ့ရှေခင်ကြောက်တယ်သူ့လူကိုလူမကွဲပြတော့ကြောက်ရတယ်နောက်သူ့လူကိုလူကွဲပြသွားတော့လဲကြောက်ရတာပဲအတွေးခေါ်မှာပါတဲ့ဒေါ်လန်ကြီးကိုလူအဖြစ်ကိုကြောက်ရတယ်အဲတွေးခေါ်ရှိပေမဲ့အတွေးခေါ်မတူတာတွေ့ အတွေးအခေါ်မှာမှန်တာတွေကိုကြောက်ရတာပဲကိုကလူလူလို့အတန်ထွက်တယ်ကို့လေတန်အတွက်နဲ့သူတို့အတန်အတွက်ကမတူတော့ကို့မှာရှင်တန်ရတာခက်လာသဘောဟေးလူလူအတန်ကိုနားဆွင့်ကြနားထောင်ကြစနစ်ကိုတိဆောက်ကြစနစ်ကိုတော်လှန်ကြกว่าကိုက လူတက်ကြီးလုံးမိသလိုဖြစ်သွားသလားမပြောတတ်ဘူးကိုကိုသိမ့်မကြည့်ကြဘူးကိုကလည်းကိုပဲကိုနဲ့ခင်မင်းနဲ့ရဲဘော်လေးတွေကိုကြုံရင်ကြုံသလိုမေးကြည့်တာပေါ့ဟေးမင်းတို့ဘု து ကိုတော်လှန်နေတာလေမင်းအွန်လိုင်းလို့ဖြေတဲ့သူတွေကြီးပဲကိုကထမေးတယ်ဒါဖြင့်မင်းအွန်လိုင်းအခုနေများရှင်းသွားရင်တော်လှန်ရေးကပြီးပြီပေါ့ဆိုတော့ အင်းအဲနဲ့နောက်ဒီအဲဘော်တွေကိုကိုမြင်စကားတောင်မပြောကျင်ရတော့ဒါလဲကိုကအလိုက်ကန်းစိုးမသိအရေးသုံးမနာမလဲညီလေးတို့ရင်စနစ်ကိုတော်လှန်ရမယ်စနစ်ကိုလက်နဲ့တီးတော်လှန်ရင်တော့ငါးပါးမှောင်မယ်ကူးဆက်ယောဂါတွေကူးလိုက်မယ်စနစ်ကိုစနစ်နဲ့တိုက်ရမယ်လို့ပြောနေတော့မယ်ကိုတို့က ဖက်ဒရယ်စီသွားကြည့်ရင်ဖက်ဒရယ်နဲ့ထိုက်တန်တဲ့သူတွေဖြစ်ဖို့လိုတာပေါ့ကိုကအဲ့ဒီလုံနဲ့လူအတိုင်းဝိုင်းအပြင်ကိုရောက်မှန်းမသိရောက်သွားနေပြီလာရီနှစ်တွေပြောင်းလို့မြို့သိမ်းတိုက်ပွဲတွေခြုံမိန်တဲ့တရင်တွေကြားရတော့ကိုလဲဝမ်းသာမိတာပေါ့ဒါပေမဲ့တချို့အပျော်ဆိုတာကြာကြာမခံတတ်ဘူးလားမပြောတဲ့ပါတယ် စစ်သားတွေလူရကြလို့တမျိုးလူငယ်တွေခိုးယူကြလို့တဖုံကျုပ်တို့တော့ဘာမှမကြံတော့ဘူးတဲ့ကြားရတာတွေအစကတော့ဖြင့်ကိုလည်းမယုံပါဘူးအဲယုံမှုရာကလည်းကက်သားကလားငါတို့ဒီပြည်သူလူဤအသက်အိုးရင်စီးရင်ကိုကာဝယ်ပါမည်လို့တစ္ဆာဆိုထားကြတဲ့ရဲဘော်တွေလေကိုတို့ကယုံမှတ်လို့ပုံအပ်ထားကြတဲ့သူတွေဆိုတော့လေမဟုတ်တော့ပါဘူးလို့ညင်းနေမိတာပေါ့ ဒါကလည်းကိုယုံကြည်ချက်ပြတ်ပြားသွားမှာကိုကြောက်နေခြင်းတမျိုးပဲလို့လဲတစ်ဖက်ကကိုကိုကိုစင်ကျင်သိနဲ့သိနေပြန်တယ်မခက်ဘူးလားရဲ့ကတို့ရေလို့သာအော်ခြင်းနေမိတာပါပဲဒီလုံနဲ့သတင်းကလေးတွေကြားရပါမရလားတော့ကိုကမနေနိုင်တော့ဘူးလေကိုနဲ့သိတဲ့ရဲဘော်တွေကိုအစ်အောက်စုံစမ်းကြည့်ရတာပေါ့ကိုလူတို့ဘာညာဆိုတော့ စကားတော်ဝန်ပြောကျင်ကြတော့ဘူး။ဒါနဲ့ဆရာအတက်ခေါ်ကြည့်တော့မှထူးတယ်ဗျို။မြုံမြုံကြီးနဲ့ထူးတာဗျ။သတင်းတွေဟုတ်ရဲ့လားဗျာဆိုတော့ခမည်းတော်ကကျုပ်တို့အသက်ဆွန့်ပြီးတိုက်ပွဲဝင်နေရတဲ့အချိန်တော့အေးဆေးနှံ့နေကြပြီတော့တဲ့။ကျုပ်တို့အသက်ဆွန့်ပြီးတိုက်ယူထားရတာပဲ။ကျုပ်တို့ဘာလို့လို့ဘာယူယူ တိတ်တိတ်နေကြစမ်းပါတဲ့ကိုလေတဟုတ်ဟုတ်နဲ့ဟုတ်ကဲ့နေရတော့တာပေါ့ ။ဒါကြောင့်ကိုပြောပါတယ်ကြောက်တယ်လို့။နောက်တော့ကိုစီ ကိုအသီးတယောက်ရောက်လာသေးတယ်။ကိုမျိုးမှာကြံခဲ့တဲ့ကို FZ စိုက်ကယ်ကြီးရဲ့ရှေ့မီးကွက်အရာကအစတူတဲ့စိုက်ကယ်ကြီးစီလို့ပေါ့။ကိုလည်းဘာမှတော့မမေးလိုက်ပါဘူး။နောက်တနေ့ချက်ချင်းပဲမြို့ထဲကိုအစစ်အစေးတွေတောက်လျှောက်ဖြတ်ကျော်ပြီးအပြေးတစ်ပိုင်းသွားရတော့တာပေါ့။ ကိုနေထိုင်ရာရက်ကွက်လမ်းထဲဝင်ဖို့ရာ မိုင်းတွေကြောက်ရလမ်းရနဲ့နောက်ဆုံးကို့အိမ်ရှိရောက်တော့မှသက်ပြင်းနှစ်ထပ်ကွမ်းချရတော့တယ်ကို့အိမ်ကြီးကဟာလာဟင်းလင်းပွင့်လို့ကျိုးစိုးပါကြီးဖြစ်နေတာအိမ်ထဲဝင်တော့မှပစ္စည်းပစ္စည်းတွေကျဲပြန်းလို့ဗီဒိုတွေမောက်ခုံကြီးဖြစ်မှန်ကွဲစားတွေကြားကို့ရုပ်ကိုပြန်မြင်ရတာထိတ်လန့်စရာကိုတို့ အသည့်မိတ်ဆွေအိမ်ဒီလဲအားလုံးကို့အိမ်လိုပါပဲ။ဩတရားလဲရပါရဲ့။ကိုတို့ဟာကြောက်တရားအောက်ကလူမီကာမတ်တလူသားတွေမဟုတ်ဘူးမဟုတ်ဘူးကိုတို့ဟာဖက်ဒရယ်လို့អော်ပြီးအာနာရှင်စနစ်ရဲ့ဝင်းကဘာတဲ့တဝဲလေလေအန္ဒတွေ ဒီလိုနဲ့ရင်ကြားမိကြားမှာဘဝကိုပြန်စဖို့ကိုပြတ်သားလိုက်မိတယ်ဘဝရဲ့နေဆက်စည်းကိုရောက်ဖို့မသေးုံတမဲပဲတခါတလေ3လေးရက်လောက်ခြေလျင်လျှောက်ရခွေးတို့ပေါက်တီတို့ရငပိသိသိတလို့အသိခံရဂိတ်တွေဖျက်ရတဲ့အခါအသက်ကိုအောင့်ထားရလုံးလို့ကိုကိုကိုသေပြီလို့တောင်ထင်ရတဲ့အခိုက်အတန့်တွေ ਨੇ ဟော အခုကြကျုံမျိုးဟိတို့မြန်မာပဲဒီတခါကြကိုကြောက်တာစစ်သားလည်းမဟုတ်တော့ဘူးအတွေးခေါ်မှာပါတဲ့တော်လန်ရေးလည်းမဟုတ်တော့ဘူးမမာရဲတွေနဲ့ဘာမှမကွာတဲ့အော်ပရာစီအကြောင်းပြမြင့်ဆုံတဲ့မလေးရဲတွေကိုပဲကြောက်ရတော့တယ်ဒါအတင်းကငရဲပေါ့မမာပြည်ရဲ့ຫນွေဦးတော်လန်ရေးမအောင်မြင်သေးသေးကိုတို့ရဲ့တင်းကငရဲဟာသာဝရငရဲဖြစ်သွားလိမ့်မလား ကိုကြောက်မိနေတာပါပဲသစ်ခွညူဇူလိုင်19 2025